တဖက်သားပေါ်မှာအနိုင်ကျင့်မယ်ဆိုရင်ငါတို့ပေါ်မှာလည်းပြန်အနိုင်ကျင့်တာဒီပေါ်လာလိမ့်မယ်ဒါကြောင့်မို့တဖက်သားပေါ်မှာဒုတိယဟာအနိုင်မကျင့်သင့်ဘူးမဟုတ်တာတွေမလုပ်သင့်ဘူးဟုတ်တာတွေပဲလုပ်ရမယ်အများကိုကူညီလိုတဲ့မေတ္တာအများဒုက္ခရောက်နေလို့ရှိရင်ကူညီလိုတဲ့ကရုဏာကြီးပွားတိုးတက်တာကိုဝန်တာနိုင်တဲ့မုရိတာ ဒီတဘာဝတရားတွေဒုသဏ္ဍာန်မှာရှိအောင်ဒုစူးစမ်းကြရမှာလို့စိတ်ထဲမှာစိတ်ကောင်းထားဖို့အမတန်မှအရေးကြီးတယ်ပေါ့အဲ့ဒါလို့စိတ်ကောင်းထားခြင်းဖြင့်ကိုမေတ္တာ သူမေတ္တာဆိုတာလို့တူမေတ္တာတူမှာဆိုတာကိုကမေတ္တာနဲ့ကုညီဆောင်းလျှောက်ထားတဲ့ပုဂ္ဂိုလ်ကိုပေါ်မှာမေတ္တာနဲ့ပဲတုံ့ပြန်လာမှာပဲကိုကကရုဏာထားပြီးတော့သူ့ကိုအကူအညီပေးခဲ့တယ်ဆိုလို့ရှိရင်ကို့အခက်ခဲကြုံတဲ့အခါမှာလည်းပဲ ကရုဏာထားပြီးတော့ကိုယ်ကူညီမဲ့လူကြီးပေါ်လာမှာပဲကိုကသူများကြီးပွားတာကိုဝမ်းသာနိုင်လို့စိတ်ကောင်းနှလုံးကောင်းထားနိုင်ပြီဆိုလို့ရှိရင်ကိုယ့်အပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတဲ့ပုံကိုယ်ရင်းနဲ့ပဲကိုကြုံတွေ့ရမယ်ဒါဟာအတုံအလှဲ့သဘောတရားတစ်ခုလို့ဒီလိုပြောတာနော်ကောင်းတဲ့ဘက်ကဆိုရင်မြတ်စွာဘုရားကပုစကေပုစကောလပတိပူဇံနဲ့ ူဇော်တတ်တဲ့ပုဂ္ဂိုလ်တရားမှလည်းသူ့ကိုပူဇော်မဲ့ပုဂ္ဂိုလ်တွေပေါ်လာဥပမာထူးချွန်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်စေဖရာတရားတန်ခါပဲဖြစ်စေကိုရှိတာနဲ့ပူဇော်တယ်ဘယ်ဟာပဲဖြစ်ဖြစ်အလေးမြတ်ထားတယ်ကိုမြူတယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာလည်းပဲကိုကိုပူဇော်မဲ့ပုဂ္ဂိုလ်ဆိုပေါ်လာတာတဲ့ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးတရားတွေဟာကိုယ်တဏ္ဍမှာရလာမယ်လို့ဒါကိုဆိုလို့ရအတုတ်အလှဲ့သဘောတရားဆိုတာကာမဏိယ အဲ့ဒီကမ္မနိယမကဘသူကမှဖန်တီးတာမဟုတ်ဘူးကိုယ်တိုင်ဘသူမပြုတ်မိမိမှုပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ကောင်းတဲ့အပြောဆိုကောင်းတဲ့အလုပ်ကို လုပ်နိုင်ဖို့ရအတွက်ဘာကိုကောင်းအောင်လုပ်ရမလဲဆိုရင်စိတ်ကောင်းအောင်လုပ်ရမယ်ဒီလိုဆိုလိုတာပေါ့နော်ဒါဖြင့်စိတ်ကောင်းအောင်ဘာတွေနဲ့ဝမ်းမံပေးရမလို့ဆိုတော့မေတ္တာအများကျိုးကိုလိုလားတဲ့စိတ်ဓာတ် ကိုယ့်ရဲ့စိတ်ကိုမေတ္တာတွေနဲ့ထုံမွန်းပေးဖို့လိုအပ်တယ်မေတ္တာလို့ဆိုလို့ရှိရင်တော်တော်များများကသဗ္ဗေတ္တာအဝိရာဟောတုတရဝါရီချမ်းသာကြပါစေလို့ဒီလိုမေတ္တာပို့နေတာကိုပဲမေတ္တာလို့ဒီလိုထင်တာမဟုတ်ဘူးကိုယ့်စိတ်ထဲမှာဘသူ့ပေါ်ဖြစ်ဖြစ် မလိုမုန်းထားတဲ့စိတ်တွေကင်းရှင်းစွာထားပြီးအလုံးအစဉ်ပြေကြပါစေအလုံးဒုက္ခမရောက်ကြပါစေနဲ့ဟော မေတ္တာပို့ပုံလေးတွေအလုံးရတဲ့ပရေကြီးတဲ့မှာလည်းပါတယ်နော်နေညမေညတဒုက္ခမေစီယာတယောက်ကတယောက်ကိုဆင်းရဲအောင် မလိုလားကြပါစေနဲ့နာပရောပရံနိကုပ္ပေထတယောက်တယောက်မလိန်လီမလှိစားကြပါစေနဲ့အခုခေတ်ကြီးမှာတယောက်နဲ့တယောက်လိန်လီလှိစားမှုတွေများတော့အဲ့ဒီမေတ္တာပို့လေးနဲ့ကိုယ်စိတ်ထဲမှာအေးဘယ်သူဘယ်သူမှမလှိစားကြပါစေနဲ့ဆိုတော့ကိုယ်လည်းသူများမလှိစားဘူး ဘသူကမှဘသူရဲ့ဒုက္ခကိုဒုက္ခရောက်အောင်မလုပ်ကြပါစေနဲ့နေညမညတာဒုက္ခမရှိခန္ဓာတို့မှာပါတဲ့မေတ္တာဘုံလေးကြတော့သဗ္ဗေတ္တသဗ္ဗေပါဏာသဗ္ဗေဘုဒ္ဓဆကေဝလာသဗ္ဗေဖတ္ထရာနိပတ္တန္တုမာကင်စီပပမာကမသဗ္ဗေဖတ္ထရာနိပတ္တန္တုလူတိုင်းလူတိုင်းဟာအကောင်းနေနေကြီးတွေးကြပါစေဘလောက်ကောင်းနော် အားလုံးဟာကောင်းတာတွေနဲ့တွေ့ကြပါစေစိတ်ထဲကနေအာရုံပြုတ်ပြီးတော့အားလုံးဟာကောင်းတာတွေနဲ့ဤတွေ့ကြပါစေအဆိုးတွေနဲ့မတွေ့ကြမာကင်စိပါပမာကမမကောင်းတဲ့ဆိုးကျိုးတွေဘသူ့အပေါ်မှာမကြရောက်ပါစေနဲ့ဩဖြူစင်တဲ့စိတ်ဓာတ်လေးနဲ့ကိုယ်တဏ္ဏကိုယ့်ရဲ့စိတ်ကလေးကိုမေတ္တာထုံမွှမ်းပြီးတော့ပေးထားရမယ်